မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးမြန်မာတက်ဂရိတ်1389ခုနှစ်နေဒေါ်လာဇန်14ရက်ခရစ်နှစ်2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့စောစင်မော်ပါပထမဆုံးအနေနဲ့ပခုတ်ကူအခြေဆိုင်တပ်ဖွဲ့နှစ်ဖွဲ့အညာမြေတပ်ပေါင်းစုတို့ပေါင်းစည်းဝင်ရောက်စီးရေးအရှိန်မြင့်ဆောင်ရွက်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းပခုတ်ကူခရိုင်အခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့ဟာအညာမြေဒေသမှာ တိုက်ပွဲများပေါ်ဆောင်နေတဲ့အညာမြေတပေါင်းစုတို့ပေါင်းစည်းဝင်ရောက်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။ပခုတ်ကူခရိုင်အခြေစိုက်ဖြစ်တဲ့ NUGDS ဇာမနီပျောက်ကြားတပ်ဖွဲ့ James Bond TSDNGS နဲ့ဒုညညောင်ပျောက်ကြားတပ်ဖွဲ့တို့ဟာ2024ခုနှစ်ဇွန်လကမဟာမိတ်အဖြစ်ဖွဲ့စည်းကာစူးစစ်ကြစ်လက်မှုအဖြစ်ဖြင့်ဖက်ဒရယ်အတွက်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းပြည်သူလူထုထံကြေညာချက်ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ရခင်ပူပေါင်းမိသားအဆိုပါအဖွဲ့၅ဖွဲ့တည်း God of မြန်မာတပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ကဒီဇင်ဘာလ2ရက်နေ့မှာအညာမြေတပ်ပေါင်းစုတို့တရားဝင်ပူးပေါင်းခြင်းလက်မှတ်ရေးထိုးလိုက်ကြောင်းအညာမြေတပ်ပေါင်းစုထံမှသိရပါဗျ။ယခုချိန်မှစ၍စီးရဲအရှိန်များကိုရငင်ထက်ပူ၍မြင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီးမဟာမိတ်များအချင်းချင်းကြားစောင့်တိရသောလိုက်နာရသောမျှဝေရသောချစ်ချင်မှုများပါဝင်ကြောင်းသိရပါဗျ။တပ်ဖွဲ့ဝင်များအလုံးဟာဖက်ဒရယ်အတွက်ဥလက်မတုံတာဝန်ထမ်းရွက်မည်ဖြစ်ကာ ဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေတဲ့မြည်သည့်အဖွဲ့အစည်းနဲ့မဆိုခိုင်မာတဲ့ဆက်ဆံရေးတိစောက်ပြီးအာဏာရှင်အားတွန်းလှန်ကြမည်ဖြစ်ကြောင်းကြီးညာချက်မှာဖော်ပြထားပါတယ်။အညာမြေတပေါင်းစုဟာမကွေးတိုင်းမြိုင်နယ်နဲ့ပေါင်နယ်ဒေသတို့မှာတိုက်ပွဲများပေါ်ဆောင်ကပြူစောတီချေးရွာများကိုတင်ပိုက်နေတဲ့တပေါင်းစုဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့များနဲ့အတူပူးပေါင်းတိုက်ခိုက်နေတဲ့အဖွဲ့လေးဖြစ်ပါတယ်ခင်ဗျာ။ဆလဘီတိုက်ပွဲအတွင်းတင်းစီရမိတဲ့ဆက်လက်နက်များကို တော်လိုင်းရဲဘော်များထံဂုံပြုချင်းမြင့်ပြရခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအခြေစိုက်ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမှတိုက်ပွဲအတွင်းသိရှိရမိတဲ့စစ်လက်နက်များထဲမှအချို့ကိုတော်လိုင်းရဲဘော်များထံအတိမတ်ပြုဂုံပြုချင်းမြင့်ပြရခဲ့ကြောင်းယနေ့ဒီဇင်ဘာလ3ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ယမန်နေ့ဒီဇင်ဘာလ2ရက်နေ့ကခင်ဦးမြို့နယ်မြို့နယ်ပကဖမှတိုက်ပွဲများအတွင်းသိရှိရမိတဲ့စစ်လက်နက်များထဲမှ MA1 တနက်ဆယ်လက်နဲ့ G3 တနက်လေးလက်တို့ကိုတိုက်နယ်ပကဖများနဲ့ UG ပကဖများအားအတိမတ်ပြုဂုံပြုချင်းမြင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါပြည့်ရပွဲတွင်မြို့နယ်ပကဖတာဝန်ခံပကဖဒုတာဝန်ခံအင်အားစုဖွဲ့လေ့ကျင့်ရေးတာဝန်ခံစစ်လက်နက်တာဝန်ခံကုကယ်တာဝန်ခံဆက်သွယ်ရေးတာဝန်ခံတရင်တာဝန်ခံပကဖဗန္နာယီပကဖယုံအဖွဲ့မှုနဲ့ပကဖတက်စိတ်မှုတို့အတီးဒီဂုံပြုချင်းမြင့်ပေးရ၍တိုက်နယ်၅ခုမှပကဖခေါင်းဆောင်ဒုခေါင်းဆောင်နဲ့အဖွဲ့များ UG ပက္ခပခေါင်းဆောင်နဲ့အဖွဲ့များတက်ဆိုင်ရာပက္ခပရဲဘော်များမှအသီးသီးလက်ခံရယူခဲ့ကြောင်းသိရပါတယ်။အခမ်းအနားသို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှမြို့နယ်ပက္ခပခေါင်းဆောင်တရားရေးဥက္ကဋ္ဌအချင်းတာဝန်ခံအခွန်တော်အရာရှိဗန္ဒာရေးတွဲဘက်စီပင်လျှက်စစ်တွဲဘက်တယံဇာတဥက္ကဋ္ဌတယံဇာတတွဲဘက်အတွင်းမူပအဖရုံးဖွဲ့မှုရုံးဖွဲ့မှုတွဲဘက်နဲ့မြို့နယ်ပက္ခပ EC အဖွဲ့များရဲဘော်ရဲမေများအသီးသီးတက်ရောက်ခဲ့ကြောင်းသိရပါတယ်ခင်ဗျာ။ စစ်ကော်မရှင်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဝက်လက်မြွတ်နယ်နတ်မော်ဦးရွာတွင်နှစ်နှစ်အရွယ်ကလေးအပါဝင်အရသား၅ဦးသေဆုံးပြီး၅ဦးတံရရခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြွတ်နယ်အရှိချမ်းနတ်မော်ဦးရွာကိုယမန်နေ့ဒီဇင်ဘာလ၂ရက်နေ့နနက်စောပိုင်းတွင်စစ်ကော်မရှင်ကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာရသားပြည်သူ၅ဦးသေဆုံးပြီး၅ဦးတံရရရှိခဲ့ကြောင်းဒေသခံများထံမှသိရပါဗျ။စစ်ကော်မရှင်ကဝက်လက်မြွတ်နယ်နတ်မော်ဦးရွာကိုနနက်စောပိုင်းည၁၂နာရီကျော်တွင် ဂျက်ဖိုက်တာဖြင့်ပေါင်250ဘုံးဒီကိုကျဲကျတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါれအဆိုပါတိုက်ခိုက်မှုအတွင်တေဆုံးသူ9ဦးစလုံးမှာမိသားစုဝင်များဖြစ်ပြီး၎င်းတို့နဲ့နှစ်နှစ်အရွယ်ကလေးတဦးလည်းပါဝင်ကြောင်းသိရပါれဒဏ်ရာရရှိသူ9ဦးနဲ့2ဦးမှာစိုးရင်ရတဲ့အခြေအနေရှိပြီးဒဏ်ရာရရှိသူများကိုတစ်ဆိတ်ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရပါれဂျက်ဖိုက်တာနဲ့ကျဲသွားတာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ပြည်သူတွေကိုဘုံကျဲတာတည်တဲ့9ယောက်စလုံးကမိသားစုဝင်တွေပါလို့ဝက်လက်ဒေသခံတူဦးက PSN ကိုပြောပါတယ် စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်ဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲအပိုင်း၁အတွက်စကိုင်းတိုင်းဝက်လက်နဲ့မန္တလေးတိုင်းမရရကြားရှိနေမြများကိုစုံမနိုင်ရေးကြိုးပမ်းနေခြင်းဖြစ်ကြောင်းစီရေးသတင်းမြစ်များထံမှသိရပါပါတယ်ခင်ဗျာဆက်လက်ပြီးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတော့ PSNU Y.da မင်းယူမှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး PSM News ရဲ့နိုင်ငံတကာသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာပထမဆုံးသတင်းအနေဖြင့်မြန်မာစစ်ကောင်မရှင်တို့ကမ္ဘာရန်မုံငွေဆက်လက်ဖြတ်တောက်ရေးဥပဒေ American Outlook တော်အတည်ပြုတဲ့သတင်းကိုတင်ပြပေးပါမယ်။ American ပြည်ထောင်စု Outlook တော်သည်ဒီဇင်ဘာလ၁ရက်နေ့က၎င်း၏ဗန်ဒါရေးလုပ်ငန်းဆိုင်ရာကော်မတီမှတင်သွင်းသောနှစ်ပါတီပူးပေါင်းဥပဒေကြမ်း၆ခုကိုအတည်ပြုလိုက်ရာမြန်မာနိုင်ငံအပေါ်စစ်ကောင်မရှင်အားငွေကြေးစည်းစိမ်မှုပိတ်ပင်ခြင်းသည်ထိုဥပဒေများထဲမှတစ်ခုဖြစ်ပါသည်။ အနာသိန်းစစ်ကောင်မရှင်ထန်းတို့ငွေကြေးစည်းစိမ်မှုပိတ်ဆို့ရေးကိုပုံမခိုင်မာစေမည်မြန်မာရမုံငွေအစ်စ်မပင်းရေးအပ်ဥပဒေ No New Burma Fans Act ကိုအောက်လွတ်တော်တွင်မဲရလက်385မဲ300မဲဖြင့်ကန့်ကွက်သူမရှိအောင်မြင်စွာအတည်ပြုခဲ့ပါတယ်အဆိုပါဥပဒေအားအောက်လွတ်တော်ဒီမိုကရက် အမတ်နီကေမာဝီလီယမ်စ်နှင့် Republican အမတ်ယန်ကင်တို့ကဥဆောင်တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်အဓိကပြဋ္ဌာန်းချက်သည်2022ခုနှစ်ဆစ်အာနာသိမ်းပြီးနောက်စတင်ခဲ့သော ကမ္ဘာ့ဗန်၏မြန်မာအစိုးရထံထုတ်ပေးငွေမှုများနှင့်ဗန်နာရေးထောက်ပံ့မှုအသစ်များအားဆိုင်းငံ့ခြင်းကိုဆက်လက်လှုပ်ဆောင်ရန်အတွက်အမေရိကန်ပြည်ထောင်စုအားနိုင်ငံတကာအဖွဲ့အစည်းများတွင်၎င်း၏အာဏာနှင့်အမဲကိုအသုံးပြုရန်မဖြစ်မနေလိုအပ်ကြောင်းအတိအလင်းပြထန်းထားပါသည်။ဤဥပဒေအတည်ပြုချက်သည်မြန်မာနိုင်ငံတွင်ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်စစ်ကောင်မရှင်အပေါ်နိုင်ငံတကာဖိအားကိုအမေရိကန်ကဆက်လက်တိုးမြှင့်သွားမည်ဟုသောခိုင်မာသည့်ယက်တီချက်ကိုဖော်ပြခြင်းဖြစ်ပါれခင်ဗျာ။ဒုတိယသတင်းအနေဖြင့် ဂျပန်နိုင်ငံညာ၏ဝင်ကြီးနှင့်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့မြန်မာအခြေအနေပူးပေါင်းဆောင်ရွက်ရန်သဘောတူညီတဲ့သတင်းကိုတင်ပြပေးပါမယ်။ဂျပန်နိုင်ငံညာ၏ဝင်ကြီးမိုတေဂီတိုရှိမီစုသည်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ပ်နှင့်ဒီဇင်ဘာလ၁ရက်နေ့ကတွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံ၏ဆိုးရွားလာသောအခြေအနေနှင့်ပတ်သက်၍အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန်သဘောတူညီခဲ့ကြောင်းဂျပန်နိုင်ငံညာ၏ဝင်ကြီးဌာနကထုတ်ပြန်ပါသည်။အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ပ်သည် ဂျပန်နိုင်ငံသား၏ဝန်ကြီးဌာန၏ဖိတ်ကြားချက်အရ လာရောက်လည်ပတ်ခြင်းဖြစ်ပါတယ်။ဝန်ကြီးမိုတေဂီကတွေ့ဆုံမှုအစတွင်ဂျူလီဘစ်ရှော့၏မြမအရေးကြိုးပမ်းမှုများကိုလေးစားကြောင်းပြောကြားခဲ့ပြီးမြန်မာနိုင်ငံရှိအခြေအနေများဆိုးရွားလာနေခြင်းအပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဂျပန်နိုင်ငံ၏ကြိုးပမ်းအထောက်အမှုများကိုရှင်းပြရာတွင်မြန်မာစစ်ကော်မရှင်ကိုအခြေအနေတိုးတက်စေရန်တိုက်တွန်းနေမှုများနှင့်မြန်မာပြည်သူများအတွက်လူသားချင်းစာနာမှုအကူအညီများပေးအပ်နေမှုများကိုလည်းဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကမြမအရေးဖြည့်ရှင်းရာတွင်ဂျပန်နိုင်ငံ၏အခမ်းကဏ္ဍသည်အရေးပါကြောင်းမိမောင်းထုတ်ပြခဲ့ပြီးဂျပန်၏ဂျိုးပန်းအထောက်မှုများကိုအလွန်တန်ဖိုးထားကြောင်းပြောကြားခဲ့ပါသည်။၎င်းအပြင်ဂျူလီဘစ်ရှော့ကအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကုလသမဂ္ဂ၏လုပ်ငန်းဆောင်ရွက်မှုများနှင့်ရှစ်ဆက်မြင့်အစီအစဉ်များကိုရှင်းပြခဲ့ပါသည်။ဝန်ကြီးမိုတေဂီကမြမနိုင်ငံ၏အခြေအနေကောင်းမွန်လာစေရန်ကုလသမဂ္ဂအနေဖြင့်တက်ကြွစွာပါဝင်ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်းပြောဆိုခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင်နှစ်ဖက်စလုံးကမြန်မာနိုင်ငံ၏အခြေအနေနှင့်ပတ်သက်၍ဆက်လက်၍အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန်သဘောတူညီခဲ့ကြပါသည်ခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်မြန်မာနယ်စပ်တိုက်ပွဲများပြင်းထန်သောကြောင့်ထိုင်းနိုင်ငံသို့ကြီးများကြရောက်ကြောင်းများပိတ်ထားရတဲ့သတင်းကိုတင်ပြပေးပါမယ်မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်မော်တာကြီးများနှင့်လမ်းလွှဲကြီးများထိုင်းနယ်မြေထဲသို့ကြရောက်ခဲ့ခြင်းကြောင့်ထိုင်းအာဏာပိုင်များသည်နေဆက်ဒေသရှိစာတင်ကြောင်းတစ်ကြောင်းကိုပိတ်လိုက်ပြီး နေဆက်တလျှောက်လုံခြုံရေးကိုတင်းကျပ်လိုက်ကြောင်းတာဝန်ရှိသူများကတနင်္လာနေ့တွင်ပြောကြားခဲ့ပါတယ်။နရဲစွန်တက်ဖွဲ့မှုဗိုလ်ချုပ်မေထရီချူပရီချာကမြန်မာနိုင်ငံမြရီမြို့နယ်တွင်တိုက်ပွဲများအရှိန်မြင့်လာသည့်အတွက်တက်ခရိုင်ရှိတရားမဝင်နေဆက်ဖြတ်ကျော်ကိများအားလုံးကိုပိတ်ရန်နှင့်ဒေသတွင်းစိတ်ကမ်းများအုံပြုမှုကိုဆိုင်းငံ့ရန်အမိန့်ပေးခဲ့ပါတယ်။ထို့သောဆောင်ရွက်မှုများမပြုတ်လုံမီသတင်းဘက်ကုန်ပိုင်းတွင်ရင်းမြစ်မတိရသောမော်တာကြီး၅လုံးထိုင်းနိုင်ငံအတွင်းသို့ကြောက်ရောက်ခဲ့ပြီးအင်တလုံးပျက်စီးကာ မြန်မာကလင်းငယ်တဦးဒဏ်ရာရရှိခဲ့ရာမဲဆောက်ဆေးရုံတွင် ကုသမှုခံယူနေရသည်ဟုသိရပါသည်။တနင်္ဂနွေနောက်ပိုင်းမှတနင်္လာနေ့အစောပိုင်းအထိထိုင်းလုံခြုံရေးတပ်ဖွဲ့များမှရရှိသည့်သတင်းများအရမြန်မာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များသည်လက်နက်ကြီးများဖြင့်မြဝရီမင်းလက်ပံကျေးရွာအနီးရှိတော်လိုင်းအဖွဲ့များ၏နေရာများစီသို့ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟုဆိုပါသည်။ထိုနေရာသည်မဲဆောက်ခရိုင်မဲကွန်ကန်ကျေးရွာနှင့်မျက်နှာချင်းဆိုင်တွင်တည်ရှိပါသည်။ထိုတိုက်ပွဲများကြောင့်ဘုံဆံများနှင့်လမ်းလွဲကြီးများ ထိုင်းချေးရွာအတွင်းသို့ကြားရောက်ခဲ့ပြီးအိမ်၆လုံးပျက်စီးခဲ့သော်လည်းထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိဘူးဟုသိရပါတယ်။နေဆက်မှ မီတာရာခန်းအကွာတွင် တည်ရှိသောဘန်မဲကွန်ကန်ကျောင်းသည်ပြီးခဲ့သည့်သတင်းပတ်ကကျောင်းအတွင်းလမ်းလွဲကြီးများတွေ့ရပြီးနောက်အကန့်အသတ်မရှိစာတင်ကြားမှုရပ်ဆိုင်းလိုက်ရပါတယ်။ကျောင်းအုပ်ကြီးထဝက်ချိုင်းဆမ်ဘလက်ကန်ကကျူတင်ကာကွယ်မှုအဖြစ်ကျောင်းကိုပိတ်သိမ်းရန်အမိန့်ပေးခဲ့ခြင်းဖြစ်ပါတယ်။မပေါက်ကွဲသေးသည့်စစ်လက်နက်ပစ္စည်းအချို့နှင့်လမ်းလွဲကြီးမော်တာအချို့ မဲကွန်ကန်ကြီးရွာအတွင်ထပ်မံကြရောက်ခဲ့ရာနရဲစွမ်တပ်ဖွဲ့ကမြမတပ်ဖွဲ့အားထိုင်းမြေပေါ်သို့လက်နက်ကြီးများကြားရောက်ကြောင်းသတိပေးသည့်အချက်ပြမှုအဖြစ်120မီလီမီတာမော်တာကြီးမှမီးထိုးကြီး၄ချက်ကိုပစ်ဖောက်ခဲ့ပါသည်။ယင်းဖြစ်ရပ်များဖြစ်ပွားပြီးနောက်ခရိုင်အရာရှိများနရဲစွမ်တပ်ဖွဲ့အမှတ်35ရန်ဂျာတပ်ဖွဲ့နေကြားဆောင်ရဲတပ်ဖွဲ့အမှတ်346တပ်ခွဲနှင့်မဲဆောက်ရဲတပ်ဖွဲ့တို့သည်နေဆက်တလျှောက်၎င်းတို့၏စခန်းနေရာများကိုပုံမိုခိုင်မာအောင်လှုပ်ဆောင်ခဲ့ကြပြီး တနေ့တာလုံကင်းလဲမှုများကိုဆက်လက်လှုပ်ဆောင်နေကြကြောင်းသိရပါပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ PSN News မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှပေးပို့ထားတာပဲဖြစ်ပါတယ် PSN News ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှစ်ပါးအေးချမ်းလုံခြုံကြပါစေခင်ဗျာ